မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းတိုင်းတိုက်ပွဲသတင်းကတော့ပခုတ်ကူမြို့နယ်နဲ့18မိုင်ကပ်ကွာဝေးတဲ့ရေလာလေးတပ်စခန်းကိုတင်ပတ်ရမှာစစ်ကောင်စီတပ်သား6ဦးထက်မနည်းသေဆုံးပြီးတော့9ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုလည်းတင်စီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အမတ်ရှိစစ်ကြောင်းဥဆောင်မှုနဲ့တော်လိုင်းတပ်ဖွဲ့အများပူးပေါင်းပြီးတော့မကွေးတိုင်းဒေသကြီးပခုတ်ကူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ရေလာလေးတပ်စခန်းကိုဒီဇင်ဘာလ17ရက်နေ့မနက်ပိုင်းကဝင်းရောင်စီနေတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အထိုင်စခန်းနဲ့ဘန်ကာများကိုတဆင်ချင်းတိုက်ခတ်ချိန်မုံနိုင်ခဲ့ပြီးတော့တိုက်ပွဲကြခြင်းတနအီခွဲကံကြာမြင့်ခဲ့ကစစ်ကောင်စီဘက်ကမျက်မြင်6ဦးတေဆုံးခဲ့တယ်လို့အသိပေးထားပါတယ်။ ရေလာလေးကပြူစောတိရွာပါကျွန်တော်တို့တွေစခန်းသိမ်းနိုင်ခဲ့ပါတယ်အဲ့ဒီရွာကပခုတ်ကူနဲ့16မိုင်ဝင်းကျင်လောက်ဝေးတယ်အင်အားကတော့အတိအကျမပြောနိုင်ဘူးကျွန်တော်တို့ရွာတဲ့အထိကိုဝင်နိုင်ခဲ့တာပါလို့ Aquit People Defense Force အဖွဲ့ကရဲဘော်အရှိကြီးကပြောဆိုထားပါတယ်စစ်ကောင်စီကလေရင်ကနေပြီးတော့၄ချိန်ဘုံကျဲပြစ်ကူပေးခဲ့ပြီးတော့ဒေသခံပြည်သူ၃ဦးနဲ့ရဲဘော်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့အသိပေးထားပါတယ်ဒါအပြင်ကျောင်းသားတော်လိုင်းတပ်ဖွဲ့ SRF ကတပ်စိတ်မှုရဲဘော်တောင်မကျိုးခေါ်ဟိမင်းခန့်နဲ့ပြည်သူလွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့ကငါမျိုးကောင်စစ်တီစုရရဲဘော်ကိုထက်တို့ကြာဆုံးခဲ့ရတယ်လို့သိရပါဗျ။စခန်းသိမ်းတိုက်ပွဲအတွင်းမှာရန်သူလက်နက်များဖြစ်တဲ့60မမစိန်ပြောင်းတလက် MA2 တလက် MA3 တလက် M2 ကာပိုင်ဆက်နက်လက် shotgun ၃တလက်အပြင်ကြည်များနဲ့စစ်သုံးဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့အသိပေးထားပါဗျ။ဒါ့အပြင်စစ်တုံးပန်း9ဦးကိုလည်းဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဖော်ပြထားပါဗျ။တိုက်ပွဲရဲ့စီရေးရီမှန်းချက်အကောင့်ထဲပေါ်ဆောင်ရွက်ရမှာအမတ်ရှိစစ်ကြောင်းဦးဆောင်မှုနဲ့ Aquit People Defense Force ကျောင်းသားလက်ရုံတပ်တော် SAF ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အနောက်မြောက်စစ်ဒေသအထူးတပ်ဖွဲ့နဲ့ပခုတ်ကူခရိုင် local တိုက်ရင်နဲ့ ကာမ Revolution Force တို့ကလည်းပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ဂွမ်းမြို့အနီးတိုက်ပွဲများမှာဒဏ်ရာရရှိနေတဲ့စစ်ကောင်စီတပ်သားများကိုအေရဝတီတိုင်းငတိုင်းချောင်းတိုက်နယ်ဆေးရုံကိုပို့ဆောင်ပေးနေပြီးတော့ခမရ962ကဒဏ်ရာရတဲ့တပ်သားနှစ်ဦးစေကူတနေတဲ့အချိန်မှာတေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ17ရက်နေ့ကရေကြီးမြို့နယ်ငတိုင်းချောင်းမြို့ဆေးရုံကို ဂွားမြို့အခြေစိုက်ခမရ96နှစ်တိုင်ရင်ကတိုက်ပွဲအတွင်းမှာဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်သားများကိုစစ်ကားအကြီး2စီးလူနာတင်ကား2စီးစစ်ကားအသေး2စီးနဲ့အင်စီးကား2စီးလုံးနဲ့လာရောက်ပြီးတော့ပို့ဆောင်သွားတယ်လို့သိရပါတယ်အဲ့ဒီထိခိုက်ဒဏ်ရာရရှိသူတွေတဲကစစ်သား2ဦးဟာဒီဇင်ဘာလ12ရက်နေ့ညပိုင်းမှာတေဆုံသွားတယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်းစေယုံအနီးတဝိုက်မှာခြေရှုပ်နေကြတယ်လို့သိရပါတယ်။ဒါ့အပြင် AFD တိုင်းစစ်ကောင်စီကလည်းမနေ့က ငါတိုင်းကျောင်းစေးရုံကြီးကိုလာရောက်ပြီးတော့ကွာမျိုးအနီးတိုက်ပွဲကဒဏ်ရာရရှိနေတဲ့စစ်သားများကိုစေကူတာတဲ့အချိန်မှာလာရောက်ကြည့်ရှုအပေးမှုများကိုလည်းလုံဆောင်ခဲ့တယ်လို့သိရပါဗျ။ဒဏ်ရာရတဲ့စစ်ခွေးဘယ်နှစ်ယောက်လာပို့သွားလဲဆိုတာတော့မသိရဘူး။ကွာမျိုးအခြေစိုက်ခမရ96နှစ်တရင်ကဒဏ်ရာရတဲ့စစ်ခွေးတွေကိုငါတိုင်းကျောင်းမျိုးစေးရုံကိုလာပို့တာလို့တော့သိရတယ်။စစ်ခွေးနှစ်ကောင်ကတော့မနေ့ကတေးပြီလို့သိရတယ်။နောက်ပြီးတော့ပသိမ်မျိုးကနေထွက်ခွာလာတဲ့ ARD တိုင်းစစ်ကောင်စီကလည်းငါတိုင်းကျောင်းစေးရုံကြီးကိုလာရောက်တယ်လို့သိရတယ်လို့ပသိမ်အထူးသတင်းတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါဗျ။ အော်တိုဘာလဇန်ပိုင်းကစတင်ပြီးတော့ရခိုင်ပြည်နယ်ဂွားမြို့အနီးကိုအေအေတပ်များကထိုးစစ်ဆင်လာခဲ့တယ်လို့သိရပါဗျ။နေ့စဉ်တိုက်ပွဲများပြင်းထန်နေပြီးတော့စစ်ကောင်စီတပ်ကလည်းလေကြောင်းတိုက်ခိုက်မှုများအမြဲမပြတ်လှုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။ တိုက်ပွဲများဟာနှစ်လနီးပါးကြာမြင့်လာပြီးတော့လက်ရှိအချိန်မှာတိုက်ပွဲများဟာဝါမျိုးအနည်းဆုံးမှာရောက်ရှိနေပြီဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဘက်ကတပ်သားအစ်များနဲ့တပ်ဖွဲ့ဝင်များတောက်လျှောက်စိုးတလုံးလက်နက်ချအလင်းဝင်လျက်ရှိတယ်လို့သိရပါဗျ။စစ်တပ်ဘက်ကတေဆုံထိခိုက်ဒဏ်ရာရရှိသူတွေအလွန်များပြားတယ်လို့အေအေရဲ့စီရေးသတင်းမြစ်ထံကသိရှိရပါဗျ။နိုဝင်ဘာလ24ရက်နေ့မှာလေရခိုင်ပြည်နယ်ဂွားမျိုးဘက်ကိုစစ်ကူတက်လာတဲ့စစ်တပ်စစ်ကြောင်းတစ်ခုကိုအေအေကဖျက်တောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကို ကွားမြို့နယ်တန်ခဲကြိုင်ကျေးရွာတန်ခဲကြိုင်ကျေးရွာကမ်းခြေအနီးနယ်တန်ခဲကြိုင်ကျေးရွာနဲ့ကင်းမုံကျေးရွာကြားစတဲ့နေရာများမှာ၃ရက်အတွင်းမှာအပိသက်ချိန်မုံတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျာ။ ဲ့ဒီတိုက်ပွဲမှာစစ်သားအလောင်း120ကျော် စစ်တုံးပန်းတချို့နဲ့လက်နက်ခဲယမ်းများစစ်သုံးဆောင်ပစ္စည်းများကိုလည်းသိမ်းဆီရရှိခဲ့ကြောင်း AA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ရခိုင်ပြည်နယ်ဝါမျိုးအနီး AA ကချိန်မုံတိုက်ခတ်ခဲ့တဲ့စစ်တပ်စစ်ကြောင်းဟာအင်အား184ဦးပါဝင်ခဲ့ပြီးတော့ AOD တိုင်းအခြေစိုက်တိုက်ရင်များလည်းပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းအင်းတော်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့နောက်ဆုံးလက်ကျန်စခန်းနှစ်ခုကို KIA ဦးဆောင်တဲ့တော်လိုင်းတပ်များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့စစ်တပ်ကလည်းလေယာဉ်များနဲ့ဇက်တိုက်ဘုံကျဲခုခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီဇင်ဘာလ17ရက်နေ့ညနေပိုင်းကစတင်ပြီးတော့အင်းတော်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့နောက်ဆုံးလက်ချံစခန်းနှစ်ခုဖြစ်တဲ့စစ်တပ်ဂုံဂျပန်လိုင်းကူဂုံနဲ့ဖျားဂုံကိုတော်လိုင်းတပ်ဖွဲ့များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကတိုက်ပွဲစတင်ဖြစ်တဲ့နေ့ကစပြီးတော့ Jet Fighter များနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လက်ချံစခန်းအနီးမှာရှိတဲ့နေအိမ်အများအပြားဟာလည်းစစ်ကောင်စီတပ်သားများမိရှုဖျက်ဆီးမှုကြောင့်မိလောင်ပြကြသွားခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီစခန်းနှစ်ခုဟာ တောင်ကျောတစ်ခုတည်းပေါ်မှာတည်ရှိပြီးတော့စစ်တပ်ကအခိုင်အမာတဆွဲထားတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များတိုက်ခိုက်ရန်ခက်ခဲနေခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစခန်းတစ်ခုကိုလည်းစစ်တပ်ကရဟတ်ရင်နဲ့ရိတ်ခါများဇက်တိုက်ပို့ဆောင်ပေးမှုတွေရှိနေတယ်လို့သိရပါဗျ။ လက်ရှိအချိန်ထိကိုတိုက်ပွဲကဖြစ်နေတော့မယ်စတရက်နေ့ညနေပိုင်းကလေးကဖြစ်နေတာအင်းတော်မျိုးမာကစစ်တပ်ဂုံးနဲ့ဖျားဂုံးအဲ့ဒီစခန်းနှစ်ခုတည်းပဲကြံတော့တာအဲ့ဒီဂုံးနှစ်ခုကတဆက်သေးဆိုတော့စစ်ခွေးတွေကဂုံးမော်ကနေလက်နဲ့ခဲရန်အသာစီးနဲ့ပစ်ခတ်တိုက်ခိုက်နေတာစစ်ခွေးတွေက Jet Fighter တွေနဲ့ဘုံကျဲတိုက်ခိုက်နေတာတွေရှိတယ်မျိုးရင်းကနေလဲစစ်ခွေးတွေကလေကြောင်းကနေကျဲတာရောစစ်ခွေးတွေကမီးကြီးတွေနဲ့ပစ်တာရောမီးရှို့တာရောဆိုတော့စစ်တပ်ဂုံးနဲ့ဖျားဂုံးနီးတဲ့နားမှာရှိတယ်နေအိမ်တော်တော်များများမီးလောင်ပျက်စီးကုန်ပြီလို့ဒေတာတွေစီရေးသတင်းအရင်းမြစ်ကပြောဆိုထားပါ ပါတယ်။ဩဂတ်စ16ရက်နေ့ကစပြီးတော့အင်းတော်မြို့ကိုတော်လိုင်းတပ်ဖွဲ့အများကဝင်ရောက်တိုက်ခိုက်ခဲ့ရာဩဂတ်စ24ရက်နေ့မနက်ပိုင်းမှာအင်းတော်မြို့မှာရဲစခန်းထွေးအုပ်ယုံနဘာလန်းစုံနဲ့နဘာရွာဖုန်ကြီးကျောင်းမှာရှိတဲ့စစ်စခန်းများကို KIA ပူးပေါင်းတပ်ဖွဲ့အများကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အင်းတော်ရဲစခန်းနဲ့ထွေးအုပ်ယုံကနေဆုတ်ခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအင်းတော်မြို့မှာရှိတဲ့ဒေသအခေါ်ဂျပန်လှိုင်ကူမှာ တမခွန်ခွန်ရဲ့ရှေ့တန်းဌာနချုပ်အဖြစ်နဲ့ခံစစ်ပြင်ဆင်ခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဂျပန်လှိုင်ကူနဲ့မြေမျက်နှာတွင်ပြတစ်ဆက်တည်းရှိနေပြီးတော့မီတာ900ကျော်သာကွာဝေးတဲ့အင်းတော်မျိုးမှဖုံးကြီးကျောင်းမှာပါခံစစ်အခိုင်အမာတပ်ဆွဲပြင်ဆင်ထားတယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့စက်တမ်ဘာလအတွင်းတိုက်ပွဲများခဏရပ်နှားသွားပြီးတော့နိုဗ ెంబ ာလတရက်နေ့ကနေစတင်ပြီးအင်းတော်မျိုးသိန်းတိုက်ပွဲများပြန်လည်ပြင်းထန်လာခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့နယ်တရေပင်ကျေးရွာအုပ်ချုပ်ရေးမှုရုံးကိုမိုင်းခွဲတိုက်ခတ်ခဲ့ရာပြူစော်တီ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ12ရက်နေ့ည9:30မိနစ်အချိန်မှာမော်ဘီမြို့နယ်ရန်ကုန်ပြည်ကားလမ်းမပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်လက်ပါစီပြူစော်တီများအခြေချထားတဲ့တရေပင်ကျေးရွာအုပ်ချုပ်ရေးမှုရုံးကို အဝေးထိန်းမိုင်းများအသုံးပြုပြီးတော့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်စင်ရေးပြီးဆုံးပြီးတဲ့နောက်တော်လိုင်းရဲဘော်များဘေးကင်းတယ်လို့သိရပါတယ်။အဝေးထိန်းမိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။ပြူစောတိ၃កောင်ထိခိုက်မှုရှိနိုင်ပါတယ်။မိုင်းခွဲပြီးတဲ့နောက်မှာလုံခြုံရေးတွေတင်းကျပ်နေပြီးစစ်ကားတွေနဲ့ဖောက်ခွဲရေးနေရာကိုချက်ချင်းရောက်ရှိလာပါတယ်လို့ Operation Flame OF အဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။မော်ဘီမြို့နယ်ကကင်းထောက်လုံခြုံရေးအဖွဲ့များကလည်းမနေ့ကည9နာရီဝန်းကျင်အချိန်မှာမော်ဘီမြို့နယ်မှာပောက်ကွဲမှုဖြစ်ပေါ်ပြီးတော့စစ်တပ်ကလုံခြုံရေးအတွက်ဂိတ်ချစစ်ဆေးမှုတွေလှုပ် ောင်ခဲ့မှုဟာမှန်ကန်ကြောင်းအတည်ပြုပြောဆိုထားပါတယ်။ပေါ်ပြီမြို့နယ်တရေပင်ကြေးပါအုပ်ချုပ်ရေးမှုယုံမိုင်းဖောက်ခွဲတဲ့ဆက်စင်ရေးကို Operation Flame OF အဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ရန်ကုန်တော်လှန်ရေးမဟာမိတ်အင်အားစုများအားလုံးနဲ့အတူလက်တွဲပြီးတော့အချမ်းဘတ်စစ်တပ်ကိုအရှိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မှာရုခဗေဒဥယျာဉ်နှစ်တရာပြည့်ပွဲတော်အခမ်းအနားကိုမင်းအောင်လှိုင်တက်ရောက်မှာဖြစ်တဲ့အတွက်စစ်တပ်ကလုံခြုံရေးကင်းဖို့ဝေယံအတွက်လမ်းမေးခွေးမှန်သမျှကိုစီမံချမ်းနဲ့ အစိတ်ချတပ်ဖြတ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကအခုဒီဇင်ဘာလအတွင်းမှာပြည်ဦးလွင်ကိုစစ်တပ်ကတို့စစ်နေပညာတပ်ကတို့ကြောင်းစင်ပွဲများတက်ရောက်ခဲ့ပြီးတော့ပြည်ဦးလွင်ရုခဗေဒဥယျင်နှစ်တရာပြည့်ပွဲတော်အခမ်းအနားကိုလည်းတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဒီဇင်ဘာလဇန်ပိုင်းကစတင်ပြီးတော့ပြည်ဦးလွင်မြို့တွင်းနဲ့မြို့ပြင်များမှာ စစ်တပ်ကကင်းမုံများကိုဇက်တိုက်ချထားတယ်လို့သိရပါတယ်။လုံခြုံရေးတုံးပြင်ရမှာကင်းမုံဝစ်ရန်အနောက်ဆက်ဖြစ်စေမဲ့ခွေးလေခွေးလွင့်များကိုလည်းအစိတ်ချရှင်းလင်းရန်စစ်ရုံးကမိန့်ထုတ်ပြန်ထားတယ်လို့သိရပါတယ်။ဒီသမလာတက်လာလုံးမင်းအောင်လိုင်းရဲ့ခီးစဉ်ရှိတဲ့အတွက်ခွေးလေခွေးလွင့်တွေကိုလုံခြုံရေးကင်းမုံဝစ်ရမှာအနောက်ဆက်မဖြစ်စေဖို့အတွက်အစိတ်ပြည့်ရှင်းလင်းဖို့နယ်မြေတိုက်ရင်ကနေပြီးတော့စာထုတ်ထားပါတယ်။အဲဒါကြောင့်စီမံချက်နဲ့ရှင်းလင်းနေရပါတယ်လို့ပြင်းလွင့်မြို့နယ်စီမံအရာရှိတအူးကရှင်းပြထားပါတယ်။ပြင်းလွင့်ဒေသခံပြည်သူတချို့ကလည်း မင်းအောင်လိုက်ရဲ့ခရီးစဉ်အတွက်ဆိုပြီးတော့ပြည်သူစစ်များစီမံဝန်ထမ်းများစစ်သားများနဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့များပါဝင်တဲ့ပူးပေါင်းအဖွဲ့များကပြင်းဦးလယ်မြို့တောက်ဝိုက်မှာညာပိုင်းအစိတ်ခတ်ထားတဲ့အမဲသားဒုံးများကိုပစ်ပြီးတော့ခွေးလေခွေးလွင့်များကိုရှင်းလင်းနေတယ်လို့သိရပါဗျ။မနက်အစောပိုင်းမှာလည်းစီမံသားရကားတွေနဲ့ခွေးလေခွေးလွင့်အသေးများကိုနေ့စဉ်ရက်ဆက်ရှင်းလင်းနေတယ်လို့သိရပါဗျ။သူသွားမဲ့လမ်းတစ်လျှောက်မှာခွေးတွေကိုရှင်းတာအပြင်ကင်းမုံဝိတ္တာတွေအနောက်ရှက်မှာဖြစ်အောင်ဆိုပြီးတော့အစိတ်ခတ်တဲ့အမဲသားတို့တွေလိုက်ချပြီးခွေးတွေကိုရှင်းပစ်နေတာ ဒီသမားလာ၁၂ရက်နေ့ညပိုင်းမှာလဲစီပင်ရဲနဲ့ပြည်သူစစ်တွေကခွေးတွေကိုအစိတ်လိုက်ချနေတာလမ်းပေါ်မှာတော့ခွေးတွေတင်နေကြတာတွေရှိတယ်ဖုန်ကြီးကြောင့်ကမွေးရတဲ့ခွေးတွေလည်းအကုန်သေးကုန်ကြတယ်လူတွေတွေမကဘူးခွေးတွေကိုပါဒုက္ခပေးနေတာခွေးခွေးချင်းပြန်တက်နေတာလို့ပြင်းလွင်ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒီသမားလာ၁၂ရက်နေ့မှာအကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းဟာစစ်နီးပညာတက်ကတော့ចောင်းစင်းပွဲကိုတက်ရောက်ခဲ့ပြီးတော့ညနေပိုင်းမှာ မေပြည်တော်ကိုပြန်လည်ထွက်ခွာသွားတယ်လို့သိရပါဗျ။မနေ့ကပြင်ဦးလွယ်မှာမင်းအောင်လိုက်ရဲ့လုံခြုံရေးအတွက်လမ်းများကိုပိတ်ဆို့ထားတယ်လို့သိရပါဗျ။ပြင်ဦးလွယ်ရုခဗေဒဥယျာဉ်နှစ်တရာပြည့်ပွဲတော်ကိုဒီဇင်ဘာလ14ရက်နေ့မှာတက်ရောက်ရန်ရာထားတယ်လို့သိရပါဗျ။လုံခြုံရေးဆိုင်ရာအခြေအနေများရှိပါကမင်းအောင်လိုက်ပွဲတက်မဲ့ရက်အပြောင်းလဲဖြစ်နိုင်တယ်လို့တက်သတင်းရင်းမြစ်တစ်ခုကရှင်းလင်းပြောဆိုထားပါတယ်။မြန်မာနိုင်ငံတော်ဝန်မှာစစ်ရှုံးမှုများကြောင့်အကြပ်ခေါင်းဆောင်မင်းအောင်လိုက်အပေါ်မှာအမျိုးသားရဲ့အဆုံးရောက်များနဲ့စစ်လော်ဘီများကညံပြင်းတဲ့ခေါင်းဆောင်အဖြစ် အပြင်းထန်ဝေဖန်မှုများရှိနေတော့လဲအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ပွဲတက်မပြတ်ပဲအခမ်းအနားများကိုတက်ရောက်ပြီးတော့ဖွဲ့လက်လှည့်လည်မှုများဇက်တိုက်လှုပ်ဆောင်လျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမှာကျမရေးကောင်းမွန်သောအသက်18နှစ်ကနေ35နှစ်အတွင်းလူငယ်မှန်သမျှကိုမြည်သည့်နေရာမြည်သည့်အချိန်မှမဆိုလိုအပ်ရန်လိုအပ်သလိုစစ်မှုထမ်းရအတွက်ခေါ်ယူစုဆောင်းနိုင်ပြီးတော့အခုလိုမျိုးခေါ်ယူစုဆောင်းမှုပေါ်တာဆွဲမှုများဟာလည်းပြည်သူစစ်မှုထမ်းဥပဒေနဲ့တရားဝင်ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကမြို့နယ်နဲ့ရက်ကွက်ကြေးရွာအုပ်ချုပ်ရေးမှုအဖွဲ့များထံကိုတရားဝင်အသိပေးအကြောင်းကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုဒီဇင်ဘာလဇန်မိုင်အတွဲမှာရန်ကုန်တိုင်းထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကမြို့နယ်ရက်ကွက်နဲ့ကြေးရွာအုပ်ချုပ်ရေးအဖွဲ့များထံကိုအပတ်စဉ်၈အတွာစစ်မှုထမ်းများခေါ်ယူရေးနဲ့ပတ်သက်ပြီးတော့အသိပေးအကြောင်းကြားလာရမှာ ပြည်သူစစ်မှုထမ်းဥပဒေအရအသက်16နှစ်ကနေအသက်35နှစ်အတွင်းကျမ်းမာတန်ဆွမ်းတဲ့အမျိုးသားလူငယ်မှန်တော်များဟာနိုင်ငံတော်ကာကွယ်ရေးအတွက်စစ်မှုထမ်းရန်မဖြစ်မနေတာဝန်ရှိကြောင်းစစ်မှုထမ်းများကိုခေါ်ယူရမှာတပ်ဆိုင်ရာရက်ကွက်ကြေးရွာများကအလဲကျစနစ်နဲ့ခေါ်ယူနိုင်သလိုလိုအပ်ပါကပူပေါင်းအဖွဲ့များဖွဲ့စည်းပြီးတော့ကျမ်းမာတန်ဆွမ်းတဲ့လူငယ်များကို လိုအပ်ရင်လိုအပ်တယ်လို့စစ်ဆေးစုဆောင်ခေါ်ယူနိုင်တယ်လို့ပြောဆိုထားပါတယ်။အခုလိုမျိုးခေါ်ယူမှုများဟာပြည်သူစစ်မှုထမ်းဥပဒေနဲ့အညီတရားဝင်ပြီးတော့ဥပဒေနဲ့လည်းကိုက်ညီမှုရှိတယ်လို့အတိပေးလာကြောင်းသိရပါတယ်။တချို့ရက်ကွက်တဲ့ခြေရာတွေမှာကလူမရလို့မြို့နယ်ကစုဆောင်ခိုင်းတဲ့စစ်မှုထမ်းလူအရေအတွက်မရဘူး။အဲ့ဒါမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဘုံမှုတွေကလမ်းတွေမှာလူငယ်တွေကိုစစ်ဆေးခေါ်ယူဖို့တနည်းအားဖြင့်ပေါ်တာဆွဲဖို့အတွက်ညွှန်ကြားပေမဲ့အများစုသောရက်ကွက်နဲ့ချေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဘက်ကမလုံရဲကြဘူး ပေါ်တာဆွဲခိုင်းတာကိုမလုပ်ချင်ကြတာပေါ့အဲ့ဒါကြောင့်အဲ့ဒီလိုလမ်းမှာစစ်ဆေးပြီးတော့စစ်မှုထမ်းစုဆောင်းတာကတရားဝင်တယ်ပြည်သူစစ်မှုထမ်းဥပဒေအရရက်ကွက်မှာပဲဖြစ်ဖြစ်ကြေးရွာမှာပဲဖြစ်ဖြစ်လမ်းမှာပဲဖြစ်ဖြစ်လူငယ်တွေသာကျမ်းမှာတန်ဆွမ်းတယ်အသက်18နှစ်ကနေ35နှစ်အတွင်းပြည့်တယ်ဆိုရင်စစ်မှုထမ်းဖို့စုဆောင်းနိုင်တယ်ဒါကပြည်သူစစ်မှုထမ်းဥပဒေနဲ့ညီညွတ်တယ်လို့ တိုင်းထွေအုပ်ကနေပြီးတော့အတိပေးလာတာလို့မရန်ကုန်မြို့နယ်ကရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောဆိုထားပါတယ်။ဒါအပြင်ရန်ကုန်တိုင်းအတွင်းမှာစစ်မှုထမ်းမြောင်းတပ်သားတွေများစုဆောင်းရမှာလူစားထိုးပေးခြင်း စစ်မှုမထမ်းလူသူများထံကနေပြီးတော့ငွေကြေးကောက်ခံပြီးတော့စစ်မှုမထမ်းရန်ရှောင်ရှားနိုင်အောင်လို့ဆောင်ရွက်ပေးခြင်းများကိုမပြုတ်လောက်ရန်ရန်ကုန်တိုင်းထွေဦးကညွှန်ကြားလာတယ်လို့သိရပါတယ်။အခုလိုမျိုးလှုပ်ဆောင်မှုများကိုစီစစ်တွေ့ရှိပါကအရေးယူမှာဖြစ်ပြီးတော့အသက်16နှစ်ကနေ35နှစ်အတွင်းမြေသိအမျိုးသားလူငယ်မဆိုစစ်မှုထမ်းနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်ပေးနိုင်ရန်ညွှန်ကြားလာတယ်လို့သိရပါတယ်။ ငွေတောင်းတာတွေအများများလာတော့ငွေမတောင်းဖို့နဲ့စစ်မှုထမ်းတဲ့ပတ်သက်ပြီးတော့လက်ပေးလက်ယူတွေမလုပ်ဖို့အဲ့ဒါတွေကိုစီစစ်တွေးရှိရင်အရင်ယူခံရမယ်ဆိုပြီးတော့လည်းအတိပေးလာတယ်လက်ရှိမှာတော့ရက်ကွက်တစ်ခုကိုစစ်မှုထမ်းအရေးအတွက်နှစ်ဦးကနေပြီးတော့လေးဦးအထိအ ਨੇ ဆုံးစုဆောင်းခိုင်းနေတယ်လို့မရန်ကုန်မြို့နယ်ကရက်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်ကဆက်လက်ရှင်းပြထားပါတယ်ဒါ့အပြင်စစ်မှုထမ်းရန်လူငယ်များကိုစုဆောင်းရမှာနောက်လာမယ့်စစ်မှုထမ်းအပတ်စဉ်များအတွက်ကြိုတင်ပြီးတော့စုဆောင်းထားရန်ကိုပါညွှန်ကြားလာတယ်လို့သိရပါတယ်အနည်းကမှလူစုဆောင်းတဲ့အခါမှာမပြည့်မီတဲ့အခါ စစ်မှုထမ်းအပတ်စဉ်တင်နန်းများဖွင့်လှစ်ရန်နောက်ကျကြန့်ကြန်နေမှုများဖြစ်နိုင်တဲ့အတွာလူစုဆောင်မှုများကိုချိုးတင်ပြီးတော့လှုပ်ဆောင်ထားကြရန်လဲရန်ကုန်တိုင်းထွေအုပ်ကအတိပိတ်ညွှန်ကြားလာကြောင်းသိရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတိုင်းနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွာ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ